အပြာရန်ကွင်းကိုနေနဲ့ဖျော်ဖြေမှုအပြည့်ပေးပြီးဘာစီလိုနာရဲ့ဖလားသုံးလုံးအိမ်မက်ကိုအဆုံးသတ်ပေးလိုက်တဲ့အင်တာမီလန်ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာရွှေရောအိုင်မက်ခွန်ရှိကို online အခြေခံကနေပြန်လည်ကြိုးလိုက်ပါတယ်အင်တာမီလန်ကတော့ဘာစီလိုနာအသင်းရဲ့ဖလားသုံးလုံးအိမ်မက်ကိုအဆုံးသတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်ဒီဘွဲကချန်ပီယံလိပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး semi final အဖြစ်တော့ညွှန်းဆိုလို့ရပါတယ်အပြာရန်ကွင်းကိုဆိုတာ semi final လို့နေရာမျိုးနဲ့မလိုက်အောင်ကိုမြင်တွေ့ခဲ့ရတာပါပရာဂိုင်းမှာအင်တာမီလန်က2ဂိုးပြန်ဦးဆောင်ထားနိုင်ခဲ့တယ်ဒုတိယပိုင်းမှာဘာစီလိုနာက3ဂိုးပြန်သွင်းပြီးနောက်ကနေပြန်လိုက်တယ် အင်တာမီလန်ကပွဲပြီးကံဒီမှာဖိုးတန်ခြေပါကိုရတယ်အခိုက်အတန့်အတိုင်းဟာအသက်ရှူမှဆရာဖြစ်ခဲ့တာဖြစ်ပါတယ်တချို့တွေကတော့အင်တာမီလန်ကိုချန်ပီယံလိဖလားပေးလိုက်ပါတော့လို့တော့ဆိုနေကြပါပြီအင်တာအနေနဲ့ဒီလောက်ထိအောင်သူတို့ရဲ့ချန်ပီယံဂုံဘုံနဲ့ထိုက်တန်ကြောင်းတိုက်ပွဲဝင်စဉ်အပြည့်နဲ့ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်ကိုသမဆောမကအင်တာရဲ့သွေးကောင်းနေတဲ့ကဒူးဖြစ်ခဲ့ပြီးဘိုင်ဆလနာဘက်ကအပိုင်ကန်ချက်အမြောက်များကိုကာကွယ်ပြခဲ့တာပါဒန်ဖရိုက်ကလည်းဘိုင်ဆလနာကိုနှစ်ကြောစလုံးမှော်ဝင်နေခဲ့ပြီးဂိုးပောင်ရဲ့ပတ်သက်မှု၅ချိန်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ် ဝက်ထက်လူစင်းမှာအင်တာမီလန်အသင်းဟာ3-2နှစ်ကစားအကွက်ကိုခင်းကျင်းလာခဲ့ပြီးတိုက်စစ်မှာမာဒီနဲ့တူရန်ကိုတွဲကစားကကွင်းထဲမှာဒန်ဖရိုင်းဘရယာလာကာလိုဂလုအခေတိုင်ရဲ့ဒီမာကိုခန်စစ်မှာဘိုင်းဆန်အစာကင်းအန်စတိုနီဘတ်စတိုနီနဲ့ဂိုဒမားဆူမာတို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါတယ်။မာဆူလာအသင်းဘက်ကတော့4-3နှစ်တစ်ကစားအကွက်နဲ့ထုံတုံးလာခဲ့ပြီးတိုက်စစ်မှာဖာရန်တွားရဲကိုတင်ကစားကတောင်မဲတစ်ဖက်မှာရာဖင်ယာရာမဲကွင်းထဲမှာအော်မိုပက်ဒရီဒီချောင်းခန်စစ်မှာမာတင်မာဒီနဲ့ကိုပါစီအဲရစ်ကာဇီယာနဲ့ဂိုဒမား ဆက်စံဒီလိုကိုထားကစားလာခဲ့တာပါ။ဘရိုင်းမှာတော့အပြန်အလှန်ရှိနေခဲ့ပေမဲ့ထိရောက်တဲ့ဂိုးပေါက်ချင်းချောင်းမှုတွေကိုအင်တာမီလန်ဘက်ကလုပ်နေခဲ့တာဖြစ်ပါတယ်။ပွဲစားရည်နဲ့စက်တဘာလမှာအင်တာမီလန်တို့ဥဆောင်အရခဲ့ပြီးဘာစီလိုနာရဲ့အမားကနေဒန်ဖရိုက်ကဘောလုံးရသွားခဲ့ပြီးမာဒီနာကိုဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။ပွဲချိန်29မိနစ်မှာအခီတိုင်ရဲ့ဘောလီကန်ချက်ကောင်းမွန်ခဲ့ပေမဲ့တိုင်ဝိတ်ကတ်ထွက်ခဲ့တာကထမျောစရာဖြစ်ခဲ့ရပါတယ်။ ပွဲချိန်လေးဆန်းနှမနဲ့မှာမာရီနက်ကိုဖျက်တော့ဝင်ချမ်းခဲ့တာကြောင့်ဘာစီလိုနာကိုပယ်နတီပေးလိုက်ရပါတယ်။ရရှိလာတဲ့ပယ်နတီကိုကီယာနိုဂလူးကအပိုင်ကန်သွင်းပြီးအင်တာမီလန်အတွက်ဒုတိယမြောက်အုပ်ဆောင်ကိုသွင်းယူပေးခဲ့ပါတယ်။ဘာစီလိုနာတို့ဘရန်ဝိုင်းမှာလည်းအပြတ်အသတ်ရှုံးနေခဲ့ပြီးဒုတိယပိုင်းမှာဘာဆက်လုံးနိုင်မလဲစောင့်ကြည့်ခဲ့ပါတယ်။ပွဲဆိုင်ရဲ့၅ဆန်းနှမနဲ့မှာဘာစီလိုနာတို့ခြေပါဂိုးကိုစားရခဲ့ပြီးမာတင်ရဲ့ဖန်နေပေးမှုကလည်းဂါစီယာကကန်သွင်းယူခဲ့တာပါ။ပွဲချိန်၅ဆန်းကောမနီမှာတော့ဘာစီလိုနာတို့ဒုတိယခြေပါဂိုးရပြီးမာတင်ရဲ့မာတင်ပေးမှုကိုအိုမိုကခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပွဲချိန်ခေါင်းဆက်လေးမိနစ်မှာရာမဲကကိုရီးယားထိပ်ကနေအပိုင်ကန်သွင်းခဲ့ပေမဲ့ကိုဒမဆွမ်းမလန်ဆွမ်းမြကာကွယ်သွားခဲ့ပါတယ်ဒီလိုနဲ့ပွဲကစားချိန်86မိနစ်မှာဘာစီလိုနာတို့ဥဆောင်ရသွားခဲ့ပြီးရာဖင်ယာကအပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်ဘာစီလိုနာတို့ပွဲကိုနိုင်ပြီးထင်ခဲ့ရပေမဲ့ဂိုးတောင်ထက်ရသွားနိုင်ချေရှိနေခဲ့တာပါဒါပေမဲ့ပွဲပြီးကန်နီမှာထရာမီရဲ့ဖန်နီပေးမှုကနေဖရာတက်စီကအင်တာရက်ချေပါဂိုးကိုအငင်းပွားပေးရအနေထားကနေသင့်သိမ်းယူသွားခဲ့တော့တာဖြစ်ပါတယ် ဒီလိုနဲ့အချိန်မွန်ဆက်ကစားခဲ့ရပါတော့ဆန်စီယိုမှာကစားခဲ့ရတဲ့အင်ရှင်အင်တာမီလန်ကပိုကောင်းလာခဲ့ပြီးကစားတက်လာခဲ့ပါတယ်။အချိန်မွန်ပရာဝိုင်း96မိနစ်မှာအင်တာမီလန်တို့ဥဆောင်ရသွားခဲ့ပြီးဂိုရီယာအတွင်းလူကတ်ထားခြင်းမခံရတဲ့ဖရာတက်စီကအပိုင်ကန်သွင်းခဲ့တာပါ။လက်ချက်ပွဲစားချိန်တွေမှာဘာစီလိုနာတို့ဘာမှမတက်နိုင်ခဲ့ပဲအဝေးကွင်းမှာရှုံးပေးလိုက်ရတာဖြစ်ပါတယ်။ဒီအားလည်းကြောင့်ဘာစီလိုနာတို့ဖလားသုံးလုံးအိမ်မက်ပြက်ပြက်သွားခဲ့ရပြီဖြစ်ပါတယ်။အင်တာမီလန်ကတော့ဖိုင်နယ်မှာ PSG သို့မဟုတ်အာဆင်နယ်နဲ့ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကတော့လောက်ပါပဲ။ နောက်နေ့မှာလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ